မင်္ဂလာပါခေတ္တတလီဗီရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးစင်လန်ကိုရိတ်ခါလာပို့သည့်စစ်ကြောင်းအေအန်အေပူပေါင်းတပ်ဖွဲ့တို့၏လျှက်တပြက်တိုက်ခတ်မှုအတွင်ဆယ်ဦးထက်မနည်းသေဆုံးစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စကိုင်းဘကိုရိုးပေါ်ရှိစင်လန်စခန်းကိုရိတ်ခါလာပို့သည့်အကြမ်းမဲ့စစ်ကြောင်းသည်အာရခတပ်တော်အေအန်အေပူပေါင်းတပ်တို့၏လျှက်တပြက်တိုက်ခတ်မှုအတွင်ဆယ်ဦးထက်မနည်းသေဆုံးသောကြောင်းသတင်းရရှိပါတယ် ပဲခူးတိုင်းပတ်တော်မျိုးနဲ့အုံရှိပင်မျိုးအပိုင်းနှောင်းချီတော်ပတ်မောင်ရိုးပေါ်ရှိစင်လန်စကန်ကုန်ရိတ်ခါလာဘူးတင်အင်အား90ခန်းမှအကြမ်းမတ်စတဲဤစစ်ကြောင်းမှရမနေ့နိုဝင်ဘာလ28ရက်နေ့နေ့လယ်12:00ကျော်ခန်းကအေအေနဲ့ပူပေါင်းတပ်တို့ဤလျက်တဲ့ပြတိုက်ခတ်မှုကြောင့်ဆယ်ဦးတက်မနေတည်ဆုံသွားခဲ့ရတယ်လို့မြေပြင်စည်ရေးသတင်းရှင်မြက်ကပြောပါတယ်။ အေဦးဆောင်တဲ့တော်လန်ရဲတပ်ဖွဲ့တွေကသူတို့အလာကိုဆွန်ပြီးချုံကိုတိုက်ခိုက်တာလေးရက်တပြက်တိုက်တာပုံကြောက်ကြစနေနေဆယ်ရောက်လောက်တော့တည်ရဲလို့ခံမှန်းနေဒဟန်ရတာတွေလည်းရှိပါတယ်လို့ပြောပါတယ်သောဘလာတီစစ်ကြောင်းအားအကြမ်းမတ်စစ်တပ်ကဆင်လန်စခန်းမှဆင်ပြီးစစ်ကူတိုက်ခိုက်ခဲ့ရာတိုက်ပွဲ၁၀မိနစ်ခန့်အနည်းငယ်ဖြစ်ပွားခဲ့ပြီးဒရန်ရသူများနဲ့ရိတ်ခါများအားဆင်လန်စခန်းသို့ယူဆောင်သွားတယ်လို့ဒေသခံတအူကပြောပါရင် ဆင်လန်စခန်းကနေစစ်သားတွေဆင်လို့ပြစ်ခတ်မှုတွေရှိခဲ့တဲ့တရားရစစ်သားတွေကိုဆွဲထုတ်သွားတဲ့ရိတ်ခါတွေကိုသူတို့စခန်းကိုယူသွားတယ်လို့ပြောပါတယ်အကြမ်းမဲ့စစ်တပ်တွေရိတ်ခါဖြတ်တောက်ခံရသည်မှာလာနေချီချာနေသည့်အတွက်ထားဖို့ရိတ်ခါများအားစစ်ကြောင်းထိုးကံမြေပြင်မှလာပို့နေရသည့်အတွက်အေအေနဲ့ပူပေါင်းတော်လှန်ရေးတပ်များထံမကြာခဏဈာပြတ်တိုက်ခိုက်ခံနေရပြီးအထိနာကြဆုံးမှုများပြားလျက်ရှိကြောင်းသိရပါသည် အေအေတင်ထားသည့်ညောင်ကျိုးစခန်းကိုရယူရန်ကြိုးပမ်းနေသည့်အကြမ်းမတ်စစ်တပ်နှင့်အေအေဦးဆောင်သည့်ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များနှင့်အကြမ်းမတ်စစ်တပ်တို့မှယနေ့နိုဝင်ဘာလ29ရက်နေ့မှလည်းလေလာတောင်းတောင်ချင်းရင်အနီးအနားမှထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိတယ်လို့သူကဆက်လက်ပြောပါတယ်။လေလာတောင်းကလည်းညောင်ကျိုးစခန်းကိုပြန်ရဖို့တိုက်နေတာကြပြီးမတိုးနိုင်ဖြစ်နေတဲ့ဒီနေ့မနေ့တောင်ချင်းရင်အနီးမှတိုက်ပွဲဖြစ်နေတယ်လို့ပြောပါတယ်။ ရိတ်ခါဖြတ်သားပြီးဆိုခံရသည့်အကြမ်းမတ်စစ်တပ်၏ပွင့်ချောင်သုံးလုံးစခန်းတီလိန် AA လက်နက်ကြီးစနိုက်ပါတို့ဖြင့်ပြစ်ခတ်ခံနေရကအထိနာကြဆုံမှုများပြားနေကြောင်းစစ်ရေးတရင်ချင်းမြင့်များကအတိပြုပြောပါသည်အကြမ်းမတ်စစ်တပ်ဘက်မှ AA နဲ့တော်လှန်ရေးတပ်ဖွဲ့များအားစစ်ကြောထိုးခြင်းရိတ်ခါပိုသည့်အခါမှာလည်းကင်းထောက်ဒုံးများအသေးကန်ဒုံးများရပ်ဖိုက်သားများကိုအများပြားသုံးပြုကတိုက်ခိုက်သည့်အတွက် AA နဲ့တော်လှန်ရေးတပ်ဖွဲ့များဘက်မှအလေးတုံကလျှက်တဲ့ပြက်ကြောင်စနစ်ဖြင့်တိုက်ခိုက်နေရကြောင်းသိရပါတယ်ရှင်။ ဆက်လက်ပြီးမြန်မာစစ်တပ်၏ရွေးကောက်ပွဲကိုနိုင်ငံပေါင်း၉ခုမှလွှတ်တော်အမတ်ဆက်လက်ပြီးမြန်မာစစ်တပ်၏ရွေးကောက်ပွဲကိုနိုင်ငံပေါင်း၉ခုမှလွှတ်တော်အမတ်163ဦးကရှုံချလိုက်ပြီးနိုင်ငံတကာအနေဖြင့်လည်းစစ်တပ်၏ရွေးကောက်ပွဲကိုညှင်းပန်းရင်တောင်းဆိုဆက်သတင်းကိုတင်ဆက်ပေးမှဖြစ်ပါသည်။ မြန်မာစစ်တပ်၏ရွေးကောက်ပွဲကိုနိုင်ငံမောင်းကိုကုမောင်လွှတ်တော်အမတ်163ဦးကဆုံးချလိုက်ပြီးနိုင်ငံတကာအနေဖြင့်လည်းစစ်တပ်၏ရွေးကောက်ပွဲကိုညှင်းပယ်ရင်တောက်ဆိုလိုက်ကြောင်းနေဦးစစ်လန်အတိုင်အခံ၄ပါတီလွှတ်တော်အမတ်ကလူမှုကွန်ရက်မှတစဉ်တရင်ထုတ်ပြန်ပါသည် နယူးဇီလန်၊ဂျပန်၊ဖိလစ်ပိုင်၊ထိုင်း၊မလေးရှား၊ဩစတြေးလျ၊အရှေ့တီမော၊အင်ဒိုနီးရှားနဲ့ယူနိုက်တက်ကင်နန်စုစုပေါင်းနိုင်ငံကိုကူမှဥပဒေပြုလွှတ်တော်အမှန်များ163ဦးကမြန်မာစစ်တပ်၏စီစဉ်ထားသည့်ရွေးကောက်ပွဲကိုအတုအယံအပြည့်ရှုံချခဲ့ပြီးနိုင်ငံတကာအတိုင်းအဝိုင်းအနေဖြင့်ရွေးရကောက်ပွဲကိုညှင်းပယ်ရန်တောင်းဆိုလိုက်ပါတယ်။စစ်တပ်၏ရွေးကောက်ပွဲမှာမိသည့်နီးနဲ့များလွတ်လပ်ပြီးတရားမျှတသည့်ဟုမယူဆနိုင်မဲတရားဝင်မှုလည်းမရှိကြလွှတ်တော်မှန်များကဆိုပါတယ်။ ရွေးကောက်ပွဲမှာမြန်မာပြည်သူများအပေါ်ဆင်နွှဲနေသည့်တရားမဝင်စစ်တပ်ကိုပြန်လည်ပုံဖော်ရန်ကြိုးပမ်းမှုတစ်ခုတောင်ဖြစ်ကြောင်းလည်းလွှတ်တော်အမတ်များကထုတ်ဖော်ပြောဆိုထားပါသည်။နိုင်ငံတကာသို့လည်းလွှတ်တော်အမတ်များကအထူးအရာမြန်မာရွေးကောက်ပွဲအတွက်လွှတ်တော်အမတ်များ၏အိတ်ဖွင့်ပေးစာကောင်းစဉ်ဖြင့်ပေးစာပေးပို့ခဲ့ပြီးရွေးကောက်ပွဲမတိုင်ခင်မြန်မာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများအစီအမြင်လို့ဆောင်နေသည့်အတွက်ရွေးကောက်ပွဲအပြီးမှာလည်းတိုင်းပြည်သူငြိမ်းအေးချမ်းမြေမဟုတ်ကြောင်းအကြံဖတ်မှုနှင့်မတိကျမှုများသာပုံမှုများပြားလာမည်ဖြစ်ကြောင်းတတိပြေထားပါသည်ရှင်။ ဆက်လက်ပြီးညာဦးနဲ့ထီလင်းမြို့နယ်တို့မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေသည့်အုပ်ချုပ်ရေးမှူးများပြစ်ခတ်ခံရပြီးတအူးတေဆောင်ဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မန္တလေးတိုင်းညာဦးမြို့နယ်တိထောင်ကျွာအိုစုအချုပ်ရဲမှုမောင်တန်းကိုပြစ်ခတ်တိုက်ခတ်ရန်ပွဲချင်းမိတည်ဆုံခဲ့ကြောင်းဗကံပြည်ဘလူးအဖွဲ့မှတာဝန်ရှိသူကပြောကြားပါရင်နိုဝင်ဘာလ28ရက်နေ့နနက်7:00နာရီခန့်ကညာဦးမြို့နယ်တိထောင်ကျွာတိထောင်ကျွာအိုစုအချုပ်ရဲမှုမောင်တန်းသည်လက်ပံပင်ချေကျွာဘက်သို့ဈေးဝယ်ရန်ဆိုင်ကပြင်ထွက်ခွာလာစဉ် ညောင်မြင့်ချန်ကလမ်းမပေါ်မှာပကံပြည်ဘလူးတပ်ဖွဲ့ဝင်များကပကံပြည်ဘလူးတပ်ဖွဲ့ဝင်များကပြစ်ခတ်တိုက်ခိုက်ခဲ့ရာတိတ်ဆုံသွားကြောင်းသိရပါတယ်။သူကတေတောက်တောင်ရွာနဲ့မြောက်ရွာနှစ်ရွာစလုံးကိုအုပ်ကြီးလုပ်နေတာလက်ပံချေပေါ်ကျေးရွာဘက်ကိုဈေးဝယ်ဖို့ဆိုင်ကနေထွက်လာတော့ပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။သူကပြမှုတွေအများကြီးကျွလွန်ထားတဲ့စကားစနဲ့ပေါင်းပြီးပေါ်နာဆွဲရင်ပါတယ်။ပြည်သူကိုအနိုင်ကျင့်နေအဓိကကလက်ပံချေပေါ်ကျေးရွာကရခတွေနဲ့ပေါင်းနေလို့ပကံပြည်ဘလူးတပ်ဖွဲ့မှတာဝန်ရှိသူကပြောကြားပါတယ်။ 2024ခုနှစ်အတွင်းကတေတောင်ရွာအုပ်ချုပ်ရေးမှူးထွက်ပြေးသွားပြီးနောက်တည်ဆုံသွားသည့်မောင်တန်ကကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်လာခဲ့ခြင်းဖြစ်ပြီးအနီးကပ်ပြကခံရမှုကြောင့်ပါနယ်ရှင်ဘတ်တို့မှကြီးထိမှန်တရားရရှိခဲ့ကြောင်းတည်ဆုံသွားသည့်ရိုအလောင်းကိုစစ်သားများကလာရောက်ကောက်ယူပြီးညောင်ဦးစေးုံတို့တည်ဆောင်သွားကြောင်းသိရပါသည်အလာသူမွန်ပြည်နယ်ပြည်လင်းမြို့နယ်တောင်စုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတင်ကိုကိုဦးပြစ်ခတ်ခံရပြီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါတယ် နိုဝင်ဘာလ25ရက်နေ့ညနေ9နာရီခန့်မှာတောင်စွန်ချင်းရွာမြို့မှာရက်ကွမ်းဘဝရှုစာကြည်တန်းစီမံအမည်မသိတဲ့တဏ္ဍမများကအုပ်ချုပ်ရေးမှုတင်ကိုကိုဦးကုန်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထို့တိုက်ခိုက်မှုအတွင်အုပ်ချုပ်ရေးမှုတင်ကိုကိုဦးသည်ပွဲချင်းမိတည်ဆောင်ခြင်းမရှိပေပြင်းထန်တရားရစီကစေကူတာမှုခံယူနေရကြောင်းအဆိုပါအုပ်ချုပ်ရေးမှုသည်အကြမ်းမဲ့စစ်တမ်းနှင့်ပူးပေါင်းပြီးလူငယ်များကိုပေါ်တာဆွဲဖန်စေခြင်းပြည်သူများကိုနှိမ်ယွဆောင်ဖြင့်နှိမ့်ဆက်နေခြင်းဖြစ်ကြောင်းသိရပါသည်။ တင်ကိုကိုဦးပြက်ကတ်ခံရတာဟုတ်ပါတယ်မတည်သေးဘူးလို့တော့သိရတယ်သူ့အိမ်မှာရက်လက်လုံးတယ်လို့လည်းမကြားသေးဘူးအခုထိစိတ်ယုံတင်ထားတော့မယ်ဘယ်အဖွဲ့ကပြစ်သွားတယ်ဆိုတာတော့မသိရသေးဘူးလို့ဒေသပြည်သူတဦးကပြောဆိုပါတယ်ရှင်ဆလပင်တီယလန်လေးကခေါ်တွင်လို့မောကုတ်မြို့ရဲ့စေအောစုဆော့ဆော့ဆူဆူဝင်ရောက်လာတော်လန်ရဲတပ်ဖွဲ့တွေမြို့ကနေစုခွာပေးထားရဆိုတဲ့တင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ် မန္တလေးတိုင်းမုံကုတ်မြို့ထဲကိုဒီကနေ့နိုဝင်ဘာလ29ရက်နေ့မှာမင်းအောင်လိုင်းတစ္ဆာခန်စိုးစုလက်နက်ကိုင်တွေအသားစီတစ်ခုမှမရှိဘဲကာဒီကန်းငယ်အတွေ့အတွေ့နဲ့ဆော့ဆော့ဆူဆူအလွယ်တကူဝင်ရောက်လာတာတွေ့ရတယ်လို့မြို့ကန်တွေကပြောပါတယ် တောင်မြူတာလွတ်မြောက်ရေးတပ်မတော် TNL လေးဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက2024ခုနှစ်ဇွန်လမှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။တရုတ်ကအကြက်ကန်ခိုင်းစေတာကြောင့်လို့ဆိုကံမိုးကောမြို့ကိုဆိုးဆုလက်ထဲပြန်လွှဲပေးမယ်လို့ TNL လေးကအော်တိုဘာလကိုမိုင်းမှာကြေညာခဲ့ပြီးနောက်ဆိုးဆုကိုအခုလိုလုံခြုံရေးယူကပြန်လည်ခေါ်သွင်းလာတာဖြစ်ပါတယ်။ ။တရလန်လေးကမုတ်ကုတ်ဒေသစီတော်လန်ရေးတပ်တွေကိုမြို့ပြင်ဆုတ်ခိုင်းနှားတယ်လို့လည်းဒေသခံတော်လန်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။စစ်ရှုံးပြီးတရော့အာကိုနဲ့ပြန်ရတဲ့မြို့ရွာတွေမှာစစ်အုပ်စုကဒေသခံပြည်သူတွေကိုရန်ပြူတပ်ဖြန့်ဖမ်းဆီးတာတွေကျူးလွန်နေပြီးမုတ်ကုတ်မြို့ကအများစုဟာလည်းစစ်အုပ်စုရန်ကလွတ်လွတ်ပြီးခဲ့တဲ့ဂျပန်ကလေးကမြို့ကိုဆုံခွာထွက်ပြေးသွားကြပြီဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးငဆုံမြို့နယ်မှာတပ်တော်ကျင်းရွာကိုစစ်တပ်ကဝင်ရောက်စီးနင်းပြီးပြည်သူ၃ဦးကိုတပ်ဖြတ်ကရွာလုံးကျွမီးတင်ဆုံးဖမ်းကတ်မှာလဲစစ်တပ်၏ပြစ်ခတ်မှုကြောင့်ပြည်သူ၂ဦးထရေရဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မန္တလေးတိုင်းငဆုံမြို့နယ်မှာတပ်တော်ကျင်းရွာကိုစစ်တပ်ကဝင်ရောက်စီးနင်းပြီးပြည်သူ၃ဦးကိုတပ်ဖြတ်ကရွာလုံးကျွမီးတင်ဆုံးနေကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။ နိုဝင်ဘာလ28ရက်နေ့နနက်7:00နာရီအချိန်စစ်တပ်ကငဇုံမြို့နယ်တက်တော်ကျွရသုံးတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကြောင်းထိုးလာကြောင်းရင်နောက်ကျွရအတွင်ရောက်ရှိလာခြင်းအနီးအနားပတ်ဝန်းကျင်များသို့လက်နက်ကြီးများတုံးများဖြင့်ထွေပြေးသားသည့်စစ်ဆောင်ပြည်သူများကိုလိုက်လံပစ်ခတ်ခဲ့ကြောင်းထို့သောပစ်ခတ်မှုကြောင့်နှစ်နှစ်အရွယ်ကလေးငယ်တအူအပါအဝင်ပြည်သူသုံးဦးတင်ဆောင်ခဲ့ကြောင်းသိရပါသည် ရင်းနောက်စစ်တပ်ကတန်းတော်ကြေးရွာတစ်ခုလုံးကိုမိသိမ်းဆိုးခဲ့ရာအင်ဂျင်အများအပြားမိလာပျက်စီးပြကျသွားကြောင်းရင်းနောက်စစ်တပ်စစ်ကြောင်းကပြန်လည်ထွက်ခွာသွားကြောင်းသိရှိရပါတယ်အခုထိတော့စစ်ကြောင်းပြန်လာမှာဆိုရင်လို့တန်းတော်ကြေးရွာသူကြေးရသားတွေကတော့နိစက်ရတော်ရီထဲမှာဆေးဝေးဆောင်နေတော့မယ်လို့ဒေသပြည်သူတို့ကပြောဆိုပါတယ်အလားတူကချင်ပြည်နယ်ဖားကံမြို့နယ်မနာကြေးရွာကိုအကြမ်းမစစ်တပ်ကလက်နက်ကြီးပြစ်ပစ်ကန်ခဲ့ရာလင်မယားနှစ်ဦးတရားရရှိပြီးတအူးစိုးရင်ရာကြောင့်ဖားကတ်တရင်ချင်းမြစ်ကပြောဆိုပါတယ် နိုဝင်ဘာလ29ရက်နေ့ညနေပိုင်းကဖားကံမြို့ဖြူဟာကုန်းတက်ဆွဲထားသည့်အကြမ်းမတ်စစ်တပ်ကမနာချင်းရွာအတွင်းသို့လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာလင်မယားနှစ်ဦးဒဏ်ရာရရှိပြီးတအူးစိုးရင်ရာကြောင့်သိရှိရပါသည်တအူးကတော့အစုတ်ထဲကနေသွေးတွေဖောက်ထုတ်ရတဲ့အနေအထားဖြစ်တဲ့တော်တော်ကိုပြင်ထန်နေအသက်လူရတဲ့အနေအထားဖြစ်နေတာတယောက်ကတော့တိတ်မပြင်ထန်ဘူးလို့သိရတယ်လို့ဖားကန့်သတင်းရင်းမြစ်ကပြောကြပါဗျာ စစ်တပ်ကလက်နက်ကြီးပြပစ်ခတ်ခဲ့သည့်မနာကျင်းရွာသည့် KIA KPDF တပ်ဖွဲ့များထိန်းချုပ်ထားရာစိတ်မှုကျင်းရွာအုပ်စုထဲမှပါဝင်ပြီးစစ်တပ်ကပြန်လည်သိမ်းပိုက်ထားသည့်စမ်းကြွယ်ကျင်းရွာနှင့်ကလျက်တီစီပါတွင်နိုဝင်ဘာလ29ရက်နေ့ည10:00နာရီခန့်အချိန်ကလည်းဖိုင်ကန်မြို့နယ်မော်စီစာဖျားကုန်းစမ်းကြွယ်ကျင်းရွာရှိစစ်တပ်စခန်းများအပါအဝင်စစ်တပ်တပ်ဆွဲထားရာနေရာများကို KIA ပူးပေါင်းတပ်များကတရုံးပြစ်ပုံချက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ရှင်။